โอเควิดีโอเอดิติ้งကိုအခုမှစပြီးတော့လေ့လာမှာဘယ် applications တွေကိုသုံးရမှန်းလည်းမသိဘူးဘယ်ကနေဘယ်လိုစပြီးတော့ edit လုပ်ရမှန်းလည်းမသိဘူးအားလုံးမင်္ဂလာပါပြန်လာဖြစ်ပါတယ်โอเคဆိုတော့လိုရင်းကိုတွန်းလိုက်ရအောင် ကိုကကိုရိုက်ထားတဲ့ဗီဒီယိုတွေကို edit လုပ်ပြီးတော့ online ပေါ်မှာဝင်ငွေရှာခြင်းနဲ့ဟုတ်ဒါပေမဲ့ဘယ်ကနေဘလို့စလုပ်ရမလဲမသိဖြစ်နေရမလား editor တော့မစိုးရိမ်နဲ့ final ကိုရိုင်းလည်း video editing အပိုင်းမှာအရင်ကျွမ်းကျင်နေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အခုလိုမျိုးပေါ့ပေါ့ပါပါ youtube content လေးတွေကို edit လုပ်နိုင်တဲ့အခြေအနေတခုတော့ရောက်လာပြီ video editing လုပ်တာကတကယ်တော့ဘာမှမခက်ဘူးသူကအချိန်ပေးရတာ video တစ်ပုတ် edit လုပ်ဖို့အတွက်ဆိုရင်ပြန်မြအချိန်2နာရီနဲ့9နာရီလောက်ကြာတယ်တခါမှ video editing မလုပ်ဘူးတဲ့သူတွေအတွက်တော့ စာရဘလို့ထည့်ရတာလဲ subtitle တွေကဘလို့ထည့်ရမှာလဲ title ကဘလို့ရွေးရတာလဲပြီးရင်တစ်ခုနဲ့တစ်ခုဘလို့ဖျက်ရတာလဲစသဖြင့်ပြာများနေလိမ့်မယ်တကယ်တော့အဲ့ဒါတွေကအကုန်လုံးလွယ်လွယ်လေးကို editing လုပ်မဲ့ applications မှာပါတဲ့ tools တွေကိုကျွန်းကျွန်းကျင်ကျင်သုံးသပ်သွားပြီဆိုရင် video editing လုပ်ရတာကအလွယ်လေးအဲ့တော့အဲ့လိုမျိုး tools တွေနဲ့တရင်တနည်းဖြစ်သွားလို့ကိုက video editing ကိုများများလုပ်ပေးရမယ်အဲ့တော့ video 10ပုံလောက် edit အရင်စမ်းပြီးတော့လုပ်ကြည့်လိုက်အဲ့ဒီ10ပုံလောက်ပြီးသွားရင်ရော video editing အကြောင်းကိုကောင်းကောင်းနားလည်သွားလိမ့်မယ်ဘယ်ယူ YouTube video မှာလည်း live ပြောကြည့်စရာမလိုတော့ ဘူးကိုဘာသာကိုသဘောပေါက်နားလဲပါမှာအဲ့တော့ပြန်ပြောမယ်အခုလိုမျိုးပေါ့ပေါ့ပါပါ YouTube content လေးဖန်တီးဖို့အတွက်ဆိုရင် video editing ကလုံးဝလုံးဝလုံးဝမခက်ဘူး video editing လုပ်ဖို့အတွက်ဖြစ်နာအခုလက်ရှိသုံးနေတဲ့ applications လေးနှစ်ခုရှိတယ်အဲ့ဒါက InShot နဲ့ CapCut InShot က Fiona လွန်ခဲ့တဲ့၄နှစ်လောက်တုန်းက Vlog by Fiona ဆိုတဲ့ Facebook page လို့စားထောင်တုန်းကအင်္ဂလိပ်စာ content တွေကို edit လုပ်ဖို့အတွက်စပြီးတော့သုံးခဲ့တာ InShot ကသုံးရတာအရန်လွယ်တယ်။ beginner friendly လည်းဖြစ်တယ်။ပြီးတော့သူက video တွေအပြင် အာဓာတ်ပုံမျိုးပါအကြည့်လုပ်လို့ရတယ်ပြီးရင်ကိုယ့်ရဲ့ဒီ YouTube တို့ Facebook တို့မှာတင်မဲ့ဗီဒီယိုအတွက်တက်နေပေါ့နော်အဲ့တော့တက်နေဆိုတာကိုယ့်ရဲ့ဗီဒီယိုကိုဝင်မကြည့်ခင်ဒီအပြစ်မှာပေါ်နေတဲ့ပုံစံပေါ့အဲ့လိုတက်နေတွေကိုလည်းဖန်တီးလို့ရတယ် InShot app ကိုတုံးပြီးတော့ကဲပြောနေကြပါတယ် InShot app ကိုဘယ်လိုတုံးရမလဲဆိုတာကို Vina အခုပြပြပေးမယ်ကဲဒါဆိုရင် application နဲ့ဝင်လိုက်မယ်ဗီဒီယို editing လုပ်မှဖြစ်တဲ့အတွက်ကြောင့် video နေရာကိုရွှေ့မယ် ပြီးရင် template အသစ်မရှိသေးတဲ့အတွက်ကြောင့် new ဆိုတဲ့နေရာကိုနှိပ်မယ်။ပြီးကို edit လုပ်ရှင်တဲ့ video ရွှေ့လိုက်မယ်။ဒါနဲ့နှစ်ပုတ်ရွှေ့လိုက်မယ်ဒီမှာ။ဒီလိုလေးဖြစ်သွားလိမ့်မယ်။ inshot ဆိုတဲ့ logo ဖြောင်းရှင်နေဆိုရင်မြားနေရာလေးကိုနှိပ်လိုက်မယ်။ဒီလိုပေါ်လာရင် free remove ဆိုတဲ့နေရာလေးကိုနှိပ်မယ်။ဒါဆိုရင် logo ပြောင်းသွားလိမ့်မယ်။ပြီးရင် final ဒီအပေါ်တဲ့ဂျန်ကိုဘယ်လိုတောင်းရမလဲဆိုတာကိုစာပြောကြည့်ကြည့်မယ်။ အဲ့တော့ပထမဆုံး tools က canvas ဆိုတဲ့ tools ပေါ့နော်ဒါကြတော့ frame ratio zoom background ဒီသုံးမျိုးရွေးရတာအခုလိုပြန်ထားသလိုပဲကိုလိုချင်တဲ့ ratio ကိုရွေးလို့ရတယ်ခဏတော့ fit ကိုပဲရွေးလိုက်မယ်သူက69 ratio ရှိတယ်ဖုန်းကိုဒီ horizontal line နဲ့ရိုက်ချလို့69ဖြစ်သွားတာ vertical နဲ့ရိုက်မယ်ဆိုရင်တော့916ဖြစ်မှာပေါ့ background ကကြတော့อืมတိတ်ပြောတော့မတုံးလို့ဒီလိုထည့်ရပါတော့ကိုလိုချင်တဲ့ background ချိန်လိုက်ခဏကအဲ့လို background နဲ့ထည့်ရတာမကြိုက်တော့ ဒီများလေးနဲ့ပဲအရှုပ်ပြန်ထွက်လိုက်မယ်ကပီကြောင်းရင် audio tools ကိုကြည့်ကြည့်မယ် audio tools မှာဆိုရင်အရှေ့က music တဲမှာကိုနောက်ခံထည့်ခြင်းနဲ့ background တင်းနေရွေးလို့ရတယ် record ကကြတော့ကိုကိုရိုင်းနောက်ခံ voice overlay ထည့်ခြင်းတုံးလို့ရတယ်ကြမ်းထည့်ရမှာပေါ့နော်တကယ်လို့ကိုကမကြိုက်ဘူးဆိုရင်တော့ backup မြားလေးနဲ့အစ်စ်ပြန်မျိုး record လုပ်မယ်အဆင်ပြေတယ်ဆိုရင်တော့မြားလေးနဲ့ယူလိုက်မယ်ဒီတိုင်းဖြစ်သွားလိမ့်မယ်အဲ့တော့ဒီအတန်ကိုကထပ်ပြီး edit လုပ်ခြင်းနဲ့ဆိုရင် သူ့ချက်ပလုတ်လိုက်ဖိလိုက်ထိလိုက်ပေါ့နော်ပြီးရင်အတန်ဗိုလူးမ်လေးချဲ့လို့ရရယ်ပြီးရင် voice effect တွေလည်းချဲ့လို့ရရယ်ဒါကြတော့ကိုယ့်ဘာသာကိုယ်သုံးမှများသွားရင်နောက်ပိုင်းသုံးတတ်သွားလိမ့်မယ်ဒါ ਈ ပေါ့နော် okay အဲ့တော့ကိုယ်ကပြင်ကျင်နေဆိုရင်ပြင်ကျင်တဲ့ clip ကိုတော့ထိရမယ်နော်ထိရမှာအဲ့လိုမျိုးပေါ်လာမှာတကယ်လို့ကိုကဒီ voice ကိုမလို့ကျွန်တော်ဖြတ်မယ်ဆိုရင်တော့ဒီ delete နဲ့ဖြတ်လိုက်လို့ရတယ် ဒါတော့ audio tools ကိုအသုံးပြုပုံလေးပေါ့နော်ပြီးတော့ sticker ဘိုင်းဝင်ကြည့်မယ် sticker ဘိုင်းမှာဆိုရင်ဒီလိုလေးတွေရှာထည့်လို့ရတယ်ပြီးတော့ရင်ကိုက English လို့ပြောနေတယ်ဆိုရင် subtitle ကိုကိုယ်တိုင်မရိုက်ချင်ဘူးဆိုရင်ဒီ auto captions ကိုရွေးလိုက်လို့ရတယ်သူကသူသူဘာသာသူ auto generate လုပ်သွားမှာပေါ့နော်အဲ့တော့ကိုက template လည်းရွေးလို့ရတယ် template ကိုဒီ default နေရာမှာရွေးမယ် in short မှာတော့ template တွေကတိတ်ပြီးတော့မများဘူးပေါ့နော် ဟိုခက်ခက်မှာပိုများတယ်ကိုကျွန်တော် template ရသွားပြီဆိုရင် star ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်သူ့ဘာသာသူ auto subtitle ရသွားတယ်ပေါ့နော်ကိုဆာရိုက်ချင်တယ်ဆိုတော့ task ကိုနှိပ်မယ်အော်ဆိုင်ရလိုက်မယ်ဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်အဆောက်ကိုပြင်ချင်နေဆိုရင်ကျွန်တော်တို့ဒီညာလေးကိုနှိပ်ကြည့်မယ်ဒါဆိုရင်အမရိုးလေးပေါ်လာမယ်အမစာလေးတွေကိုဝင် change လုပ်ရတယ်ဒီမှာလေ option စီ များတော့များတာပေါ့တိတ်ပြီးတော့မများဘူးဒါကြတော့ what form ကိုရွေးတာပေါ့နော် binary system ကိုပဲသုံးတယ်ကျိုးရရှိလို့ရတယ်ဒီတန်းလေးပေါ်သွားပြီအဲ့တော့ကိုကဒီစာကိုအရှိဆက်ဆွဲထားခြင်းနဲ့ဆိုရင်မြားလေးနဲ့ကိုလိုချင်တဲ့ဘက်ကိုဆွဲလိုက်လို့ရတယ်ဒီတန်းလေးပေါ် အရင်ရှိသွားတယ်မလို့ခြင်းမူဖြတ်ချင်တယ်ဆိုရင်ကိုဖြတ်ချင်တယ်လောက်ထိဆွဲပြီးရင် split ဆိုတဲ့နေရာလေးကိုနှိပ်ပြီးရင်မလို့ခြင်းတဲ့အပိုင်းကို delete နဲ့ဖြတ်ချလိုက်ဆက်ပြီးတော့ effects effects ကပြန်တိတ်ပြီးမတုံးလို့ဘူးဘာလို့လဲဆိုတော့သူ့မှာပါတဲ့ template တွေမကြိုက်ဘူးပြီးတော့ပို့လဲဆိုပါလို့ခုမြင်တဲ့အတိုင်းပဲပေါ့နော်ဒါကြောင့် original ပဲတုံးတယ်ကဲဆက်ပြီးတော့ PNP ဆိုတဲ့နေရာလေးတစ်ချက်ကြည့်မယ်အကောင်ကကြတော့ဒါ B row ထည့်ရပါတော့ ျွန်တော်ကိုလိုချင်တဲ့ဖိုတိုဗီဒီယိုတစ်ခုရွှေလိုက်မယ်ဆိုရင်ဒီလိုလေးပေါ်လာနိုင်မယ်အဲ့တော့ကိုလိုချင်တဲ့ဘက်ကိုရွှေလိုက်မယ်ဗီဒီယိုလည်းရတယ်ဖိုတိုလည်းရတယ်အဲ့တော့အဲ့ဒီကိုရွေးလိုက်တဲ့ဟာအရာပြင်ချင်နေဆိုရင်အဲ့ဒီဟာလေးကို tap တော့လောက်ရမယ်နော် ठी တော့ ठी ရမယ် ठी မှာပေါ်လာမှာအဲ့တော့အပေါ်မှာ two stick ကိုတုံးပြီးတော့ split လုပ်လို့ရတယ် delete လုပ်လို့ရတယ်ဒါကြတော့သုံးမှများတော့တည်သွားလိမ့်မယ်အဲ့တော့ဒီကနေ့ပေါ်လာမှာပေါ့နော် လိုချင်ဖြစ်လိုက်မယ်။ကြင်ပြီးတော့ရင်မလိုချင်တဲ့ clip တွေကိုဖျက်ချင်နေဆိုရင်တော့ဖီလာထုံးစံတိုင်း split နဲ့ဖျက်မှာပေါ့နော်။ split ကကြာတော့ကိုမလိုချင်တဲ့အပိုင်းတွေကိုဖျက်ဖို့အတွက်သုံးရတာ။အဲ့တော့ဒီမှာဆက်ကြည့်လိုက်။ဖီလာဒီဗီဒီယိုအစားနေပြီးတော့ကိုဖျက်ချင်တဲ့အထိဗီဒီယိုလေးကိုဆွဲလိုက်မယ်။နေရာရောက်သွားပြီဆိုရင် split ကိုနှိပ်ချလိုက်မယ်။အဲ့ဒါဆိုရင်ပုံနေတဲ့ကိုဖျက်ချင်တဲ့အပိုင်းလေးကိုဖျက်လိုက်လို့ရပြီ။အဲ့ဒီလိုပဲ ဖြည့်ချင်တဲ့ဘိုင်းထိဆွဲမယ် split ကိုနှိပ်ကြမယ်ဖြတ်လိုက်မယ် delete okay ဒါကြတော့ဗီဒီယိုတစ်ခုနဲ့တစ်ခုကြားထဲမှာကင်မရာဆက်ခြင်းလောက်တာတွေကင်မရာ chain နဲ့အရာတွေပြီးရင်အစကားပြောလို့အဆင်မပြေလို့ဖြတ်လိုက်တဲ့အပိုင်းနေမှာပါစီရှင် split နဲ့သုံးပါပေါ့ပြီးရင် volume ကိုလည်းအတိုချဲ့လို့ရတယ်ဒါတော့လွယ်ပါတယ်တွေ့ရင်သုံးတက်တဲ့သူတွေကြီးပဲကဲပြီးရင် speed speaker ကြတော့အကိုလိုချင်တဲ့ quad trace လိုချင်တဲ့ဆိုရင် trace ကိုရွေးလိုက်ဒါဆိုရင် အမြင်ဖြစ်သွားလိမ့်မယ်။စကားပြောတာတွေပါမြင်သွားမယ်၊အမှုရာတွေပါမြင်သွားမယ်။အကုန်လုံး 2x ဖြစ်သွားမှာ၊နှစ်ဆမြင်သွားမှာ။ပြီးရင် animation animation ကကြာတော့ဒီလိုလေးပေါ့နော်။ဗီဒီယိုမှာ animation တွေထည့်လို့ရတယ်။ zoom in zoom out စသဖြင့်။ကဲဆက်ပြီးတော့ cut out လေးကိုတစ်ချက်ကြည့်အောင်။ cut out ကိုနှိပ်လိုက်မယ်။ဒါဆိုရင်ဒါ background လုံးကပျောက်သွားတယ်ပေါ့နော်။ဘလိုကြောင့်ဆိုရင် backup များနဲ့ပြန်ထွက်လို့ရတယ်။ ကိုက clip ပြောင်းခြင်းနဲ့ဆိုရင် replace နဲ့အစားထိုးလို့ရတယ်ကိုပြောင်းခြင်းနဲ့ clip ကိုနှိပ်လိုက်ပြီးရင် replace လုပ်ခြင်းနဲ့ video ရွှေ photo လေးရတယ် video လေးရတယ် original ကဒီ video လေးကို replace လုပ်ဖို့အတွက်ရွှေလိုက်မယ်ဒါဆိုရင်ဒီရရောက်သွားပြီခုနက video လုံးဝပျောက်သွားပြီးတော့သူ့အစားထိုးထားတဲ့ video ပေါ်လာလိမ့်မယ်ခဏက 2x နဲ့မြင်နာရမလို့အခုပြန်ရွှေ့လိုက်တယ် ဒါတော့အစားထိုးတာရဲ့ဗီဒီယိုလေးပေါ့နော်ဆက်ပြီးတော့ clip တစ်ခုကိုနှစ်ခုပြန်အောင်လုပ်နေပြပြပေးမယ်အဲ့ဒါက duplicate လောက်အမှာပေါ့နော်အဲ့တော့ကိုလိုချင်တဲ့လောက်ထိကိုက select လုပ်လိုက်မယ်ပြီးတော့ရင် duplicate ကိုနှိပ်မယ်ဒါဆိုရင်နှစ်ခုဖြစ်သွားပြီအော်ဖီနာဖြစ်ပါတယ်။ Okay ဆိုတော့လူရင်ကိုတွားလိုက်ရအောင်။မင်္ဂလာပါဖီနာဖြစ်ပါတယ်။ Okay ဆိုတော့လူရင်ကိုတွားလိုက်ရအောင်။ဒါဆိုရင်ဒါ clip တစ်ခုကနှစ်ခါထက်သွားတာပေါ့နော်။ ဲဗီဒီယို edit လုပ်ပြီးသွားပြီးအားလုံး okay သွားပြီးဆိုရင်တော့ video save ပို့အတွက်အပေါ်အများလေးကိုနှိပ်မယ်။ save ကိုနှိပ်မယ်။ကျွန်တော်တော့တရားပြည့်ထိဆောင်လိုက်အောင်မယ်။ ယ်ဆက်ပြီးတော့ YouTube video အတွက်တော့ Vina က CapCut ဆိုတဲ့ application ကိုတုံးနေ။ creator တော်တော်များများက CapCut ကိုတုံးကြတယ်။ဘာလို့လဲဆိုတော့သူစီမှာ tools တွေလည်းပို့ส่งနေ၊ design တွေလည်းပို့ပြီးส่งနေပို့ပြီးလာတယ်။ editing လုပ်ရတာလည်း InShot application နဲ့တိတ်ပြောမကွာဘူး။ video editing apps တွေက tools တွေအားအခြေခံအဖြစ်သဘောတရားတူကြတယ်။ beginner friendly ဖြစ်လို့ video editing ကိုအခုမှစပြီးတော့လေ့လာမယ့်သူတွေအတွက်လည်းအဆင်ပြေတယ်။ဆိုတော့ CapCut ကိုဘယ်လိုတုံးရမလဲဆိုတာကို Vina ဆက်ပြီးတော့ပြပြပေးမယ်။ကဲ CapCut တွေဝင်လိုက်မယ်။ Vina စီမှာ template တစ်ခုတော့ရှိ တယ်ဒါပေမဲ့အတက်လုံးချင်တော့ new project ကိုနှိပ်မယ်ပြီးကိုအတက်လုံးချင်တဲ့ဗီဒီယိုတွေကိုရွေးမယ်ဖိနန်ဒီမှာနှစ်ပုတ်ရွေးလိုက်မယ် at 2ဆိုတော့နှိပ်ဒါဆိုရင်ဒီတိုင်းလေးပေါ်သွားလိမ့်မယ်အဲ့တော့ဒီ script မှာဆိုရင်ဖိနာတို့အောက်ဆုံး line လေးမှာလေ editing tools တွေတွေ့ရလိမ့်မယ်အဲ့တော့အဲ့ဒါကိုတခုချင်းစီဘယ်လိုတော့ရမလဲဆိုတော့ဖိနာပြပြပေးမယ်အဲ့တော့တခုတိထားမှာကကိုအတင်းလောက်တော့မယ်ဆိုရင်ကိုလုံးချင်တဲ့ clip ကိုနှိပ်ထားပြီးပို့လို့လိုတယ် ဆက်ပြီးအကျဉ်းလုံးတော့မှဖြစ်တဲ့အတွက်ကြောင့်ပထမဆုံး click ကိုနှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်ရင်အောက်မှာ Tuesday ရဲ့ပုံစံပြောင်းသွားတယ်ခုနပုံစံတစ်မျိုးအခုပုံစံတစ်မျိုးပေါ့နော်အဲ့တော့ပထမဆုံး split ဆိုတဲ့နေရာလေးကိုတွေ့လာ split ဆိုတာကကျွန်တော်တို့မလိုတဲ့အပိုင်းတွေကိုဖြတ်ဖို့အတွက်သုံးရမယ် tools ကကြည်နဲ့ညှက်လိုက်တဲ့ပုံစံပေါ့ကိုမလိုချင်တဲ့စိတ်ပိုင်းတွေကိုအဲ့တော့ဖိနာကဒီအစပိုင်းလေးကိုနည်းနည်းဖြတ်ချင်တယ်ပေါ့နော်မကြိုက်တဲ့ပိုင်းလေးတွေ အရောကိုဖြတ်ချင်တဲ့နေရာထိ clip ကိုရွှေ့လိုက်မယ်ပြီးတော့ရင် split ကိုနှိပ်မယ်ပြီးရင် delete နဲ့ဖြတ်မယ်အဲ့တော့ inshot နဲ့တူတူပဲ Okay ဆိုတော့ဒီမှာတွေ့လား clip ကိုမနှိပ်ထားဘူးဆိုရင်ဒီတိုင်းပေါ်နေတာနှိပ်လိုက်ပြီဆိုရင်အောက်မှာ true save ပြောင်းသွားတယ်အဲ့တော့ကိုကပြင်ချင်နေဆိုရင်ပြင်မဲ့ clip ကိုနှိပ်မှကိုတုံးချင်တဲ့ true တရားပေါ်လာမှာနော် Okay ဒါဆိုရင်ဆက်ပြီးကြည့်မယ် split ပြီးတော့ speed ပေါ့နော် speed ကကြတော့ နှုံးမဲ့နှိပ်လိုက်28 5x 10x ဆိုကိုယူရစပီပေါ်မူတည်ပြီးတော့ဗီဒီယိုအနည်းများလေးကြွားပါလိမ့်မယ်ပြင်တော့မြားလေးနဲ့ပြန်ထွက်လိုက်စပီပြီးသွားပြီဆိုရင် effect ကိုတစ်ချက်ကြည့်ကြည့်မယ် effect တွေမှာဆိုရင် video effect တွေရှိတယ် body effect တွေရှိတယ် body effect ကိုတစ်ချက်တစ်ချက်ကြည့်မယ်ဒီလိုလေးရှိမှာပေါ့နော်တချို့ features တွေကကြတော့ pro wear 3မှ3လောက်ရမယ်ဟာတွေရှိတယ်အခုသုံးပြနေတာလေးတွေကကြတော့ free ရတဲ့ကောင်းလေးပေါ့ โอเคပါဒါကြတော့ face effect body effect ဆက်ပြီးတော့ delete delete ကတော့တုံးစံတိုင်းရွေးထားတဲ့ clip ကိုဖြတ်တဲ့ကောင်ပေါ့နော်ပြီး volume volume ကကြတော့2000အထိသူကချိန်လို့ရ1000အထိချိန်လို့ရတယ်ပြောတာ transform ကကြတော့ video ရဲ့ size ကိုရွေးတာပေါ့နော်ကိုပဲ size လိုချင်လဲဆိုပြီးတော့ဒီထဲမှာတွားပြီးတော့ cut လို့ရတယ်ညာနဲ့ပြန်ထွက်မယ် ပြီးရှင်ဘာရှိအောင်မလဲဆိုတော့ duplicate replace ဆိုတော့ duplicate replace ကလည်း inshot လိုပဲ duplicate ကနှစ်ခုပွာတာ replace ကအစားထိုးတာအဲ့တော့ကိုအစားထိုးခြင်းနဲ့ clip ကိုနှိပ်ပြီးရွှေ့လိုက်ဒါကိုရှေ့အင်းရှော့မှာလည်းပြောထားပြီးပြီဖြစ်တဲ့ drive ရနာမလောက်ပြတော့နော်ဂီတာဆိုရင် final reset ပြောကြည့်ကြမယ် clip ကိုနှိပ်ထားဖို့မမေ့နဲ့နော်နှိပ်ထားမှကိုလိုချင်တဲ့ tuesday ပေါ်လာမှာ okay ပြီးရင်ဒီမှာ reju noise ဆိုတာလေးရှိတယ်အဲ့ဒါက အနောက်ကစူညံတန် background noise တွေကိုရှင်းရှင်းပြရပါတော့နော်။ तू ကပရိုဝဲသုံးမှသုံးလို့ရတာ။ကဲဆက်ပြီးတော့ video ရေးထဲမှာ subtitle ဘယ်လိုထည့်ရတာလဲ၊စာကြောင်းနေဘယ်လိုထည့်ရတာလဲ၊စာတွေဘယ်လိုရိုင်းရတာလဲဆိုတာကိုဆက်ပြီးပြပြပေးသွားမယ်။အဲ့တော့အောက်က row ထဲမှာ text ဆိုတာလေးကိုတွေ့လား။အဲ့ဒါလေးကိုနှိပ်ကြည့်လိုက်။ဒီတိုင်းလေးပေါ်လာလိမ့်မယ်။ add text sticker auto caption ဆိုပြီးတော့ add text ကိုနှိပ်ကြည့်လိုက်မယ်။ add text ကိုနှိပ်ကြည့်လိုက်ပြီးရင်ကိုရိုက်ချင်တဲ့စာကြောင်းရိုက်လိုက်။ ြီးရင်ဒီမှာ templates တွေရွေးလို့ရတယ်အများကြီးပဲ insurance နဲ့မတူတာက cupcake က templates တွေအတော်မိုက်တယ် presenting ဖြစ်တယ်ပေါ့နော်ဒါတွေက professional တွေ pro ဝယ်တော့မှတချို့ຢာတွေက assets ဖြစ်တာပေါ့နော်အဲ့တော့ကို login နဲ့ကြည့်ဒီများလေးနဲ့ရွှေ့ပြီးဆွဲလို့ရတယ် login လို့ဆိုရင်ဖြတ်ဖို့ drag split ကိုတုံးမယ် delete နဲ့ဖြတ်မယ် okay ဒါလေးရတော့ပေါ့နော်ဒါကြတော့စာရိုက်တာ text လို့တာအဲ့တော့ template အပြင်တခြား effects ဒီစားကြောင်းစာလုံးပုံစံတွေရွေးလို့ရသေးတယ် design တွေပါတွေရွေးလို့ရတယ် animation လည်းရွေးလို့ရတယ် animation တွေရလည်းတချို့က pro features တွေရှိတယ်အလကားရတယ် free သုံးလို့ရတာလည်းရှိတော့ရှိတယ်ဒါဆိုရင် test ကိုရသွားပြီเนาะပြီးရင် sticker တစ်ချက်ယူလိုက်မယ် sticker မှာဆိုရင်လည်း ဒီ free တောင်းလို့ရတာလည်းရှိတယ် pro version တွေလည်းရှိတယ် auto caption ကတော့ထုံးစံတိုင်းပဲကိုက english လို့ပြောနေရဆိုရင်အဲကိုလိုချင်တဲ့ template ကိုရွှေ့လိုက် ပြီးရင် generate ဆိုတာလေးကိုနှိပ်လိုက်ရင်သူကသူ auto subtitle လုပ်ပေးလိမ့်မယ်ခုနက tv video ထဲမှာမြန်မာလိုပြောနေရမလို့ auto caption တော့လုပ်လို့မရဘူးပြီးရင် overlay လောက်တာလေးကိုတစ်ချက်ပြောခြင်းနဲ့ overlay လောက်တယ်ဆိုတာကအနောက်ကစကားပြောတဲ့အတန်ကမပြောင်းသွားဘဲနဲ့အရှိမပြနေတဲ့ ီ display လုပ်တဲ့ video ဒါမှမဟုတ် clip ကပုံစံပြောင်းသွားတာပေါ့နော်ပြောနေကြတဲ့ video တခုရွေးပြမယ်အဲ့တော့ add over လေးဆိုတာလေးကိုနှိပ်လိုက်မယ်ကိုလိုချင်တဲ့ video ကိုရွှေ့လိုက်မယ်အဲ့တော့ final ကဒီ video လေးကိုရွှေ့လိုက်မယ်ဒါလေးကိုထည့်လိုက်မယ်ပြီးရင်တူတောင်းလို့ဒီ zoom ချက်လိုက်မယ်ပေါ့နော်ဒါဆိုရင် final အနောက်မှာပြောနေတဲ့ data တော့တူတူပဲဒါပေမဲ့အရှိမပြနေတာလေးကကြာတော့ပြောင်းသွားတယ် ခြား clip တခုဖြစ်သွားတာပေါ့နော်အတားကတော့ဒီ original video ကအတန်ပဲ clip ကပဲပြောင်းသွားတာ clip ကိုလည်းမလိုချင်တဲ့အရာတွေကိုအ split လုပ်ပြီးဖြတ်လို့ရတယ်တခုရှိတာကကိုထည့်မဲ့ clip ကအတန်ပါနေတော့အတန်တစ်ခုထည့်နေမှာဆိုလို့ um volume ကိုတော့ zero ချော့ချတာမှာပေါ့နော်ဒါဆိုရင် um အတန်အတန်ပဲပါတော့မှာပေါ့ကိုအနောက်မှာပြောနေတဲ့အတန်ပဲပါမယ်ဒီ overlay ထည့်ချက်ရတဲ့ video ရဲ့အတန်ပါတော့ ပိုနားလဲတောင်းလို့နောက်တစ်မျိုးချက်ချက်ကြည့်မယ်။လိုချင်တဲ့ဗီဒီယိုထည့်မယ်။ပြီးရင် zoom ထပ်ပြီးချဲလိုက်မယ်။ကြည့်ကြည့်လိုက်ဒီတိုင်းလေးပေါ့။လိုချင်တာမျိုးဖြတ်မယ်။အတန်တိုးစရာရှိတာတိုးမယ်။ဘောလုံးချောစရာရှိတာရှော်မယ်။ဒီတိုင်းလေးပြစ်သွားပြီပေါ့နော်။ဒါဆိုရင် CapCut ရဲ့ဒီ basic features လောက်ကတော့ဒီလောက်လေးသိရင်ရပါပြီ။တကယ်လို့ကိုကဗီဒီယိုတွေအလုံးအချစ်ပြီးသွားပြီး save ချင်နေဆိုရင်တော့ expose ရာလေးကိုနှိပ်လိုက်တရားပြည့်ရဲ့ဒီစား ကဲဒီလောက်ဆိုရင် in short နဲ့ capcut ကိုဘယ်လိုတော့ရမလဲဆိုတာကိုတည်သွားလာပြီလို့ချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဆက်ဗီဒီယိုမှာ Vienna နဲ့ချက်ပြီးတွေ့ကြပါမယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye